မင်္ဂလာညချမ်းပါရှင်2025ခုနှစ်အောက်တိုဘာလ17ရက်နေ့ဗီဒီယိုအန်ယူဂျီညပိုင်းပြည်ရင်းသတင်းတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဒီမောင်ဆုံးတင်ပြပေးမယ့်သတင်းကတော့ SCA လက်မှတ်ထိုးခဲ့တဲ့အဖွဲ့တွေက SCA လက်မှတ်ရေးထိုးခဲ့ခြင်းဆယ်နှစ်ပြည့်အခမ်းအနားကိုမတက်ဖို့ UN ASEAN နဲ့နိုင်ငံတကာသံတမန်တိုင်ဝမ်ကိုတိုက်တွန်းတဲ့သတင်းဖြစ်ပါတယ် ်နိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့တဲ့စနစ်ပြစ်ခန္ဓာကိုမတရားချင်းဖြင့်ပြည်သူလူထုနဲ့တူရဲ့တည်ဆောင်ပြသဖို့ UN နဲ့ ASEAN ပါဝင်နိုင်ငံတကာတပ်တမအတိုင်ဝန်ကိုအဲ့ဒီစာချုပ်မှာလက်မှတ်ထိုးခဲ့တဲ့ဖွဲ့စည်းတွေကတိုက်တွန်းလိုက်ပါတယ်ပြည်သူလူထုကိုနေစဉ်ပုံကျဲသက်ဖြစ်နေပြီးလူငယ်တွေကိုအာရမစစ်မှုထံခိုင်းနေတဲ့စေအုပ်စုရဲ့ဟန်မြလုပ်ငန်းစဉ်တွေမှာပါဝင်ခြင်းဟာမြန်မာနိုင်ငံနဲ့ဒေသတွင်းမတူညီမှုကိုဖန်တီးနေတဲ့စေအုပ်စုကို ထောက်ခံရကြတဲ့အတွက် NCA စာချုပ်မှာလက်မှတ်ထိုးခဲ့တဲ့ဖွဲ့တွေကတိုက်တွန်းလိုက်တာဖြစ်ပါတယ်နိုင်ငံလုံးပြစ်ခတ်တက်ခတ်မှုရစေပေါ်ဒူစာချုပ် NCA လုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့သဘောထားကြေညာချက်တစ်စောင်ကို KNU CNF ABSDF PNL NMSB AD နဲ့ LDU တို့ကဒီနေ့အောက်တိုဘာ23ရက်မှာပူးတွဲထုတ်ပြန်ရမှာခုလိုပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံပြည်ထနာကိုနိုင်ငံနီးလန်းနဲ့ဖြည့်ရှင်းနိုင်မှုဆိုတဲ့ရည်ရွယ်ချက်နဲ့ KNU CNF ABSDF နဲ့ PNL တို့ဟာ ချောင်းတိုင်းသားလက်နက်ကိုင်ဖွဲ့စည်းလေးပွဲနဲ့အတူတနင်္ဂနွေပြစ်ခတ်တိုက်ခိုက်မှုရစေသဘောတူစာချုပ် NCA ကို2015ခုနှစ်အောက်တိုဘာလ15ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့ပြီး NMSB နဲ့ LDU တို့က2018ခုနှစ်ဖေဖော်ဝါရီလ23ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့ကြရတယ်လို့မှတ်တမ်းတွေရသိရပါတယ်။ NCA လုပ်ငန်းစဉ်တွေကောင်းထက်ဖို့စဉ်ကာလမှာမြန်မာစစ်တပ်ဟာလုပ်ငန်းစဉ်ကိုလွှမ်းမိုးထိန်းချုပ်တာ စစ်တပ်ကြီးစိုးရိမ်မှုဝါဒနဲ့တစ်ဖက်သက်ပိတ်ဆိုပြီး NCA သဘောတူညီချက်တွေအကောင့်ထဲမပေါ်နိုင်အောင်တားဆီးတာတွေလုပ်ခဲ့တယ်လို့စာချုပ်ပါသဘောတူညီချက်တွေကိုကြေငြိမ်ချိုးဖောက်တာတွေရှိခဲ့ပေမဲ့မိမိတို့အနေနဲ့ငင်းကြဲရင်းနဲ့နာဂတ်ဖက်ဒရယ်ဒီမိုကရေစီတည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ဤမန်းချက်တွေကြောင့်ဆဲရှေတိခံပြီးနီလန်းရှာဖွေကဒီဇိုင်းမမတ်စူးစမ်းခဲ့တာကြောင့်သဘောတူညီချက်အချို့ရအောင်ဂျိုးပန်းဆောင်ရွက်နိုင်ခဲ့ကြတယ်လို့ပူတွဲကြေညာချက်မှာပါတဲ့အဖွဲ့တွေကပြောပါတယ် ဒါပေမဲ့2021ခုနှစ်ဖေဖော်ဝါရီလမှာဖြစ်ခဲ့တဲ့ဆီယနာတဲမှုဟာ NCA စာချုပ်ရဲ့အနှစ်သာရအခြေခံမူတွေနဲ့ဒီမန်ဆက်သူကိုပြောင်ပြောင်တင်းတင်းဖျက်ဆီးလိုက်တာဖြစ်ပြီး NCA ကောက်ထက်ပေါ်မှုလုပ်ငန်းစဉ်လည်းရဆိုင်သွားတာကြောင့်စက္ကူစုပ်တစ်ခုပြည့်ရောက်ရှိသွားစေခဲ့တယ်လို့သိပေးပါရယ်။ NCA စာချုပ်ပေါ်ကျင့်ဝတ်ဆောင်ထင်းခြင်းမရှိပဲကျင်းကျင်းချူပါခဲ့တဲ့စေုပ်စုဟာဒီလူလူကိုအင်အားသုံးပြီးပုံစံမျိုးမျိုးနဲ့ဖန်ဆီးနှိပ်စက်တက်ပြန့်လာခဲ့ရုံနဲ့မကဘဲ ဒီကြောင့်တိုက်ခိုက်မှုတွေပါဝင်ပြည်သူလူထုကိုကြမ်းဖက်တပြတ်မှုတွေနေ့စဉ်ကျူးလွန်နေစဉ်မှာပဲ NCA ဆက်နှစ်ပြည့်နှစ်ပတ်လည်ပြုလုပ်ဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ကျောက်စုက NCA မိခင်မိလုပ်တဲ့ဟန်ရလုပ်ငန်းစဉ်တွေနဲ့သူတို့ကိုယ်တိုင်ချိုးဖောက်ခဲ့တာကြောင့်ပြည့်ပြည့်သွားပြီဖြစ်တဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေကျင်းပဖို့ပြင်ဆင်နေတဲ့အတူရွေးကောက်ပွဲဟာဆီယနာရှင်တွေနေနဲ့နိုင်ငံကိုတသက်လုံးတရားဝင်ထိန်းချုပ်နိုင်ဖို့ကြိုးပမ်းနေတာပဲလို့ပြည်တွင်းကြေညာချက်မှပါတဲ့ဖွဲ့တွေကထောက်ပြထားပါတယ် ဆေးဥစုကလုံဆောင်နေတဲ့အချက်တွေဟာမြန်မာနိုင်ငံအချက်အတဲနဲ့ပြည်သူလူထုခံစားနေရတဲ့ဆင်းရဲဒုက္ခတွေကိုပြည့်ရှင်းနိုင်မှာမဟုတ်ပဲပြည်ပခန့်တွေကိုပိုပြီးရှင်းကြစေမယ်လို့လည်းတတိပေးချပါရယ်။ဒါကြောင့်လည်း NCA လက်မှတ်ရေးထိုးခဲ့တဲ့ဆန္ဒပြအခမ်းအနားကိုမတက်ပဲပြည်သူလူထုနဲ့တူရက်တီချောင်းပြသကြရန် UN ASEAN နဲ့နိုင်ငံတကာသံတမန်တွေကို NCA မှာကိုယ်တိုင်လက်မှတ်ရေးထိုးခဲ့တဲ့အဖွဲ့အစည်းတွေကတိုက်တွန်းလိုက်တာဖြစ်ပါရယ်။ NCA မှာကိုယ်တိုင်လက်မှတ်ထိုးခဲ့တဲ့အဖွဲ့အစည်းတွေနေနဲ့ရေးချီတည်တဲ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖြစ်ပေါ်စေလမ်းစာဖြစ်တဲ့စစ်တပ်ကနိုင်ငံရေးမှာပါဝင်မှုမရှိစေဖို့ဝိပက္ခတွင် မတရားကျူးလွန်ခံရသူများအတွက်တရားမျှတမှုရရှိဖို့ Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲနိုင်ဖို့စားတဲ့ရည်ရွယ်ချက်တွေနဲ့တော်လန်တပ်ဖွဲ့ဝင်ကြတဲ့တော်လန်ရေးဖွဲ့စည်းတွေနဲ့အတူဆီယနာရှင်စနစ်ချုပ်နှိမ်ပြီး Federal Democracy ပြည်တော်စုအသစ်ထူထောင်နိုင်တဲ့အထိဒီဇိုင်းမမတ်တိုက်ပွဲဝင်သွားမယ်လို့ထုတ်ပြန်ကြေညာထားပါတယ်ရှင်။ ဆက်လက်တင်ပြမယ့်သတင်းကတော့တဘာဝစီအတွက်ကျပ်တန်း9000လိပါတုံးထားပြီးစစ်တကြောင်ဖြစ်တဲ့ဘေဒုက္ခလေရောဂါသက်သာစီကိုကျပ်တန်း2000လိပါတုံးဆွဲထားတယ်လို့ energy ပြောကြားတဲ့သတင်းဖြစ်ပါတယ်။မြို့သားညညရဲ့အစိုးရ energy နေနဲ့လက်ရှိချိန်ထိပြည်သူအစိုးရရဲ့ဝန်ကြီးတွေကလည်းတဘာဝဘေးအတွက်ကျပ်တန်း9000လိပါတုံးဆွဲထားတယ်လို့စစ်တကြောင်ဖြစ်တဲ့ဘေဒုက္ခလေရောဂါသက်သာစီကိုကျပ်တန်း2000လိပါတုံးဆွဲထားတယ်လို့ energy လူသားချင်းစာနာထောက်ထားရင်းနဲ့ BNN ဆိုင်ရာ ီမံခန့်ခွဲရေးဝန်ကြီးဌာနကဒီနေ့အောက်တိုဘာလ17ရက်မှာထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ဒီပြည်ဆိုင်ရာပင်ရဲ့နေရာကြောင့်တိခိုက်ဆုံးရှုံးနိုင်ပြီးရှော့ချရေးနေ့ဖြစ်တဲ့ဒီနေ့အောက်တိုဘာလ17ရက်မှာထုတ်ပြန်လာတာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံဟာရှေ့လျတဲ့ကေယုတန်းတွေရှိပြီးရေနဲ့ဆက်ဆက်တဲ့အန္တရာယ်တွေကိုနှစ်စဉ်ရင်ဆိုင်ကြုံတွေ့ရလေရှိသလိုဘူမိဆိုင်ရာအန္တရာယ်တွေရာသီဥတုနဲ့တဘာဝပုံမြင်ဆိုင်ရာအန္တရာယ်တွေဇီဝဆိုင်ရာမိုးလေဝသဆိုင်ရာအန္တရာယ်တွေနဲ့လူတို့ပေါ်ဆောင်မှုကြောင့်ဖြစ်တဲ့မိသေးပါဝင် စက်မှုနဲ့နည်းပညာဆိုင်ရာအန္တရာယ်တွေပါဖြစ်ပွားလေးရှိတဲ့နိုင်ငံတကာနိုင်ငံဖြစ်တယ်လို့ဆိုထားပါတယ်။ဆီယနာသိမ်းမှုနောက်ပိုင်းမြန်မာပြည်သူတွေဟာတဘာဝဘေးထက်စစ်တပ်ရဲ့အကြမ်းဖက်မှုဘေးဒုက္ခတွေကိုနေ့စဉ်ကြုံတွေ့ခံစားနေကြရတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဆီယနာသိမ်းမှုနောက်ပိုင်းအကြမ်းစစ်ကော်မရှင်ရဲ့လူမဆန်တဲ့လုပ်ရက်တွေနဲ့အကြမ်းတိုက်ခိုက်မှုတွေကြောင့်နိုင်ငံနဲ့တော်ဝန်ညှဉ်းဆဲခွာထွက်ပြေးနေရသူရဲ့အတွက်ဟာအခုဆိုရင်လုံတမဆောက်တန်းရရှိနေပြီး မြို့သားညီညွတ်ရေးအစိုးရလူခွင့်ရေးဆိုင်ဝန်ကြီးဌာနကစက်တမလ30ရက်နေ့ထိပြုစုထားတဲ့မှတ်တမ်းတွေရသိရပါတယ်။စစ်ကောင်စီကအနာသိမ်းမှုချုပ်ပတ်နေတဲ့ဒီလေးနှစ်ကျော်ကာလအတွင်းမှာဇမစစ်တပ်ကရည်ရွယ်ချက်ရှိရှိလူငါးဦးနဲ့ထက်စုလိုက်ပြုံလိုက်တပ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ဖြစ်စဉ်ပေါင်း452ကြိမ်ရှိခဲ့ပြီးတပ်ဖြတ်ခံရသူဦးရေစုစုပေါင်း4963ဦးရှိခဲ့ပြီလို့လည်းသိရပါတယ်။နိုင်ငံတကာစစ်ပွဲတွေမှာသာအုံပြုလေးရှိတဲ့တိုက်လေရင်တွေပါဝင် ဒီကြောင်ကနေစစ်ဘက်ရဲ့ဘက်ခွဲခြားခြင်းမရှိဘဲဒီကြောင်တက်ခတ်မှုတွေလုံဆောင်ခဲ့တာခုဆိုရင်9185ကျိန်းအထိရှိခဲ့ပြီးဂျမတ်စစ်တပ်ရဲ့ဒီကြောင်တက်ခတ်မှုတွေကြောင့်နိုင်ငံတော်ဝန်တွေဆုံးခဲ့သူ4135ဦးနဲ့ထိခိုက်ဒဏ်ရာရသူ9166ဦးရှိခဲ့ပြီလို့အတည်ပြုထားပါတယ်။ဒီလိုဂျမ်ဖတ်မှုတွေနဲ့ရင်ဆိုင်နေရတဲ့မြန်မာပြည်သူတွေဟာရေကြီးရေရှာမှုမုခဆိုင်ကလုံးမုံနိုင် ရာဂီတိုင်ဖုန်မုံနိုင်အဖြစ်ဆွမ်းအားကြီးမားတဲ့သကိုင်းလင်းစတဲ့သဘာဝ BNA တွေကိုလည်းရင်ဆိုင်ခဲ့ကြပါတယ်။ဒေါ်လင်းအစိုးရအနေနဲ့သဘာဝ BNA တွေစရောက်ဖြေနိုင်မှဘေးတင်းပြည်သူတွေကိုခွဲခြားခြင်းမရှိဘဲလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေလန်းလန်းမီရရှိဖို့ရဂျူပန်ဆောင်ရွက်ပေးခဲ့တယ်လို့အမှတ်တမ်းတွေကသိရပါတယ်။လက်ရှိမြန်မာနိုင်ငံရဲ့အနေအထားဟာတဘာဝဘေးကအီရူယောဂဖြစ်ပြီးအာနာရှင်ဘေးကနာရာရှင်ယောဂလိုမျိုးဖြစ်နေတာကြောင့်မြူသားညီညွတ်အစိုးရဟာ ပြည်သူ့စုရရမငွေတွေကနေသဘာဝဘေးတွေအတွက်ထောက်ပံ့ကူညီနိုင်ဖို့ငွေကျပ်6969ဒသမ83တန်းကိုသုံးစွဲခဲ့တယ်လို့စစ်တကြောင်ဖြစ်တဲ့ဘေးဒုက္ခတွေရောပါသက်သာစေဖို့ငွေကျပ်19894ဒသမ85တန်းထောက်ပံ့ခဲ့တယ်လို့ energy လူသားချင်းစာနာထောက်ထားရတဲ့ BNN ဆိုင်ရာစီမံခန့်ခွဲဝန်ကြီးဌာနကတီးပေးထုတ်ပြန်ထားပါတယ်။ energy လူသားချင်းစာနာထောက်ထားရတဲ့ BNN ဆိုင်ရာစီမံခန့်ခွဲဝန်ကြီးဌာနအနေနဲ့ သွေးလိုင်းတွေဖျက်ထောက်ခံရတဲ့ဒေတာတွေမှာရေဒီယိုကုရင်ကနေတစ်ဆင့်ပြေချောင်းအနည်းငယ်ဆောင်းဖြစ်စနစ်တွေကြိုတင်သတိပေးချက်ဖြန့်ချိပေးတဲ့အစီအစဉ်တွေရေအောင်စာသင်ကျောင်းတွေနဲ့စေယုံစေပိကန်းတွေကရုတ်ချင်းပုံခိုခြင်းတူဖော်ပေးတဲ့လုပ်ငန်းတွေမှာရမုံငွေတွေတန်းကမျှဝေပြီးအင်းနီမြန်မာမှုပြုလုပ်ပေးနေတာလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါပြင်ဘေးရနေကိုကြံ့ကြံ့ခံရင်းဆိုင်တုံ့ပြန်နိုင်စွာမြန်မာစီဖို့လိုအပ်တဲ့သိပညာနဲ့ဤပညာပတ်မိုးပေးတာနဲ့ဇက်တိုက်၄စင်လှူဆောင်တာတွေ တိုးမြင့်လှုပ်ဆောင်နေတယ်လို့လည်းထုတ်ပြန်ချက်ကဆိုထားပါတယ်။ဆီယနာရှင်စနစ်ဆိုကြောင့်ဘီဒုကမျိုးစုံကြုံတွေ့နေရတဲ့ပြည်သူတွေဘေးဒဏ်ကြမ်းကြမ်းခံနိုင်ရင်ရှိဖို့ယင်းနည်းမျိုးနယ်ရာမှာမြို့သားညီညွတ်ရေးအစိုးရတခုရဲ့နဲ့မလုံလောက်သွားကြောင်းအင်းနီးချင်းနိုင်ငံတွေပါဝင်ဒေသတွေနဲ့နိုင်ငံတကာတိုင်ဝိုင်းညီနဲ့စိတ်ပါဝင်စားမှုနဲ့လက်တွေ့ကြတဲ့ယင်းနည်းထောက်ပံ့ပေးမှုတွေလိုအပ်နေတယ်လို့လည်းသိပေးထားပါတယ်။ဒီနေ့ဆောင်မိုးရဲ့အနှစ်သာရကိုပြည့်မီဖို့ဆိုရင်ဂျေရိုလူသားချင်းစာနာမှုအကူအညီတွေဒါမှမဟုတ် ၄တန်ခန္ဓာရဲ့ရှိစေဖို့ဤနည်းမျက်နှာမှုတွေမှာပါနိုင်ငံတကာကထိထိရောက်ရောက်ကူညီဆောင်ရွက်ပေးဖို့လိုအပ်နေတာကြောင့်နိုင်ငံတကာအတိုင်းဝိုင်းနဲ့အင်းမင်းချင်းနိုင်ငံတွေအနေနဲ့လူသားစံနဲ့စိတ်နဲ့လူကုန်ဒိဋ္ဌာကိုလေးစားတန်မှုထားမှုကိုပြသတဲ့အနေနဲ့ထိရောက်တဲ့ပတ်မှုကူညီမှုတွေနဲ့ဤနည်းမျက်နှာမှုတွေတိုးမြှင့်လှုံ့ဆော်ပေးကြဖို့ NUG လူသားချင်းစာနာထောက်ထားရတဲ့ BNL ဆိုင်ရာစီမံခန့်ခွဲဝန်ကြီးဌာနကသတင်းစကားပါထားပါတယ်။ဆေးရဆုမှုတွေနဲ့လူသားမျိုးနွယ်ပေါ်ပြည်မှုပေါင်းများစွာကျူးလွန်နေတဲ့ဇမတ်ဆင်နာချင်းစနစ်အဆုံးသက်ရေး ရင်းနှီးလှုံ့ဆော်ခြင်းကမြန်မာပြည်သူများရဲ့နာဂတ်ဘဝလုံခြုံအေးချမ်းနဲ့တရားဝါပြောခြင်းနဲ့ဝေးတံကျန်းကျန်းခံနိုင်ရရှိခြင်းတို့ကိုစောင့်ကြည့်ပေးနိုင်လိမ့်မယ်လို့လည်းတည်ပြထားပါတယ်။ခုနှစ်ပြည်ပြည်ဆိုင်ရာဘေးရန်ရဲ့ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြင်းရှော့ချိုင်းရဲ့ဆောင်မဟာဘေးတံကြောင့်ကုန်ကြစိတ်ကိုချွေတာဖို့ဝေးတံကျန်းကျန်းခံနိုင်အောင်ဤနည်းမြှုပ်နှံစု Funny Resilient Not Disaster တို့ဖြစ်တယ်လို့သိရပါတယ်ရှင်။ ုနောက်ဆုံးတင်ပြပေးမယ့်သတင်းကတော့ချင်းမြူသားကာကွယ်တပ်ဖွဲ့ CNDF အမှတ်1ချီလင်းတပ်ရင်းရဲ့ကြက်လောင်းတင်းနန်းစင်မွေကျင်းပတဲ့သတင်းပဲဖြစ်ပါတယ်။ချင်းမြူသားကာကွယ်တပ်ဖွဲ့ CNDF အမှတ်1ချီလင်းတပ်ရင်းရဲ့ကြက်လောင်းတင်းနန်းအမှတ်စဉ်တင်းနန်းစင်မွေနဲ့စည်ရပြခန္ဓာကျင်းပတဲ့ရုပ်သံမှတ်တမ်းဒီကနေ့မှထုတ်ပြန်လာပါတယ်။တင်းနန်းစင်မွေခန္ဓာမှာပြည်သူတွေရဲ့လူဝင်ဆန္ဒကိုဖြည့်ဆည်းပေးဖို့အငြင်းကြိုးစားနေဖို့ချင်းမြူသားဖွဲ့ချုပ်ရဲ့နိုင်ငံရေးညီမှန်းချက်ဖြစ်တဲ့ဖရယ်ပြည်တော်စုတီထောင်ရေး တန်းတို့ခွင့်ရင်းနဲ့ကိုပိုင်ပြထမ်းခွင့်တွေရတဲ့ဒေသကိုပဓာဏမထားပဲရရင်ဝန်တိုက်ပွဲဝင်ကြဖို့ CNDF ရဲ့ Chief of Staff CS ကပြောကြားခဲ့တယ်လို့သိရပါတယ်။ချင်းချင်းနောက်ပွဲဝင်ဖြစ်တဲ့ CNDF ကချင်းပြည်မြောက်ပိုင်းမှာရှိတဲ့ဖလန်းမြို့ကိုတင်ပိုက်နိုင်မှုချင်းပြည်နောက်မြို့သိမ်းစစ်စင်ရဖြစ်2024ခုနှစ်ဒွေမာလ9ရက်နေ့မှာကျင်းပခဲ့ပြီးမဟာမိတ်ထက်တွင်နဲ့တူတိုက်ခိုက်ခဲ့ရာမြို့သိမ်းစစ်စင်ကာလ9လကျော်ကြာခဲ့ပြီးခုနှစ်ဧပြီလဇန်ပိုင်းမှာပြီးသက်တင်ပိုက်နိုင်ခဲ့တယ်လို့ စီးရဲသတင်းမှတ်တမ်းတွေအရာသိရပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတော့ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။